โอเค guys ပါရှင်းစပေါ့ကနေကြိုးစားပါတယ်အာဆင်နယ်အနေနဲ့ဆူပီမန်ဒီကိုရအောင်ကြိုးစားရတဲ့အပိုင်းမှာအတော်လေးကိုဆက်ရင်စားဖို့ခေါင်းလာတစ်ခုရှိတယ် ဒါဟာပါလဲဆိုလို့ရှိရင်တော့အာဆင်နယ်ကဇွီမန်နီကိုရဖို့အတွက်ယူရိုတန်း60လုံးကိုလက်မတွန့်မဲနဲ့ပေးခဲ့တယ်လို့သူတို့အနေနဲ့ဒီပလီယာကိုရဖို့အတွက်စပိန်အင်အားကြီးအသင်းတွေဖြစ်တဲ့ဘာစီလိုနာ၊ရီယယ်မက်ဒရစ်ဒီအသင်းတွေကိုလည်းလက်အုပ်မှုရခဲ့တယ်လို့ပြည်တွင်းကအဓိကပြိုင်ပွဲသတင်းဖြစ်တဲ့လီဗာပူးကိုပါလက်အုပ်မှုရအောင်လုပ်ခဲ့ရတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဆိုရင်မဖြစ်လို့အာဆင်နယ်ကဇွီမန်နီကိုရဖို့အတွက်လောက်ထိစူးစမ်းခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ view ထဲမှာအဖြေချရှိအောင်အဲ့တော့ထောင်းအနိုင်မဲ့ view လေးမစခင်မှာတော့ view လေးကို reaction တွေပေးခဲ့ပြီးတော့တကယ်လို့ you channel ကကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ရောဥပမာနဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ video လေးကိုစလိုက်ရအောင် ကျွန်တော်အာဆင်နယ်ကဇွီမန်နီကိုရဖို့အတွက်ဘာဖြစ်လို့အသေးအံစူးစမ်းခဲ့ရလဲပြမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကမီဖီမှာ final april တော့ကျွန်တော်ပြောရမယ် signing လို့ကျွန်တော်ပြောရလိမ့်မယ်။ဘာဖြစ်လို့ဆိုတော့လက်ရှိ world football မှာ number 6 role မှာ long dm ကစားနိုင်တဲ့ player ကအတော်လေးကိုရှားလာပြီးဇွီမန်နီကို spain racing အသင်းမှာဆိုလို့ရှိရင် rodrigo နေရာကိုဆက်ခံမဲ့ player တို့တောင်မှတတ်မှတ်ထားတဲ့ player မျိုးလို့ကျွန်တော်ပြောရမယ်။အဲ့တော့ player profile ကို what high set ပြမယ်ဆိုလို့ရှိရင်တော့ဇွီမန်နီက ရိုဒရီနဲ့အတော်လေးကိုစင်တူတဲ့ player profile မျိုးလို့ကျွန်တော်ပြောရမယ်။ရိုဒရီနဲ့မတူတဲ့ချက်ကပါတယ်ဆိုလို့ရှိရင်တော့ရိုဒရီကဒီ ball distribution အပိုင်းမှာပို့ပြီးတော့အားတန်ပြီးတော့ Sri Manny က defensively ဘက်ကပို့ပြီးတော့ strong ဖြစ်တဲ့ player မျိုးတို့ကျွန်တော်တို့ပြောရလိမ့်မယ်။ Zubi Mali နဲ့တခြားသော similarity ဖြစ်တဲ့ player profile တွေက blue red လို့ရှိရင်တော့လက်ရှိ World Football ကဝနက်ခစ်တွေဖြစ်တဲ့ Adam Wharton တို့ Bali Bar တို့ Barros တို့ဒီ player တွေနဲ့တော့ similarity ရတူညီလို့ကျွန်တော်တို့ပြောရလိမ့်မယ်။ဒါပေမဲ့ဒီ player သုံးအောင်ကပို့ပြီးတော့ high trick ဆန်ပြီးတော့ Zubi Mali က deep lying playmaker ပို့ပြီးဆန်တဲ့ player မျိုးတို့ကျွန်တော်တို့ပြောရမယ်။ deep line playmaker ဖြစ်တာနဲ့အနီ superman ဒီကအသင်းရဲ့ကစားကွက်ကိုဦးဆောင်နေသူဖြစ်တယ်လို့အသင်းရဲ့ first pick ကိုလည်းအဓိကဦးဆောင်မှုတိစောက်တဲ့ player မျိုးလို့ကျွန်တော်ပြောရလိမ့်မယ်။အဲ့တော့ arsenal ကလက်ရှိ world football မှာအတော်လေးကို sharp ally ဖြစ်တဲ့ deep line playmaker စစ်စစ်တရားကို euro 1600နဲ့ရရှိခဲ့တာဖြစ်ပြီးတော့ အာဆင်နယ်အတွက်တကယ်ကိုတန်တဲ့ဆိုင်းနှင်းတစ်ခုတနည်းအားဖြင့်ဖလော်ရီဇာဆိုင်းနှင်းတစ်ခုကိုကျွန်တော်တို့တတ်မှတ်လို့ရတယ်ပြီးလို့ရှိရင်အာဆင်နယ်သင်းကလက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီနံပါတ်6ရိုးနေရာမှာဆိုလို့ရှိရင်ဂျော်ဂျင်ခိုကဒီယာတီကုံမှာဆိုလို့ရှိရင်အာဆင်နယ်ကလည်းထွက်ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါတော့မတ်စ်ပါတီကလည်းအာဆင်နယ်နဲ့စောက်တတန်တိုးမယ်မတိုးအခုချိန်ထိဒီယာကလည်းမသိကြသေးဘူးပြီးလို့ရှိရင်တော့ပါတီက ောက်ထပ်အသစ်တစ်နှစ်ကြီးလာပြီဆိုရင်အဲဒီသားမျိုးမှာ Simpleman ကဒါရိုက် replacement ဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရပြီးတော့တကယ်ကိုကောင်းတဲ့ recruitment တစ်ခုလို့လည်းကျွန်တော်တို့ပြောရမယ်။ပြီးလို့ရှိရင် Simpleman ကလက်ရှိမှာ Arsenal အသင်းရဲ့ first pick ကိုအဓိကတောင်းယူပြီးဒီဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Casemiro ရဲ့စကားကိုငှားပြီးပြောရမယ်ဆိုလို့ရှိရင်တော့ Simpleman ကမြန်မြန်နဲ့ဆိုလို့ရှိရင်တစ်သင်းလုံး like ပြီးတော့မြန်ရလိမ့်မယ်။အဲ့လိုပဲ Simpleman ကနှေးကျင်တယ်ဆိုလို့ရှိရင်တော့တစ်သင်းလုံးက like ပြီးနှေးရမယ်ဒီသားမျိုးလို့ကျွန်တော်တို့ပြောရလိမ့်မယ်။ Simpleman ရဲ့အားသာချက်တွေကြောင့်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင် င် deep lying playmaker တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ pass style အစုံကိုပိုင်နိုင်တဲ့ midfielder မျိုးလို့ကျွန်တော်ပြောရမယ် first speed မှာဒီ number 6 role မှာ long term ကစားရတဲ့ player တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Zeman ရဲ့ persistent ကသွားပြီးတော့ရှုပ်လို့မရတဲ့အနေထားမျိုးလို့ကျွန်တော်ပြောရမယ်ပြီးလို့ရှိရင် deep lying playmaker ဖြစ်တာနဲ့အညီတပွဲလုံးကို dot shot scan လုပ်နိုင်မဲ့ player တယောက်ဖြစ်ပြီးတော့ pass and move တွေလုပ်မဲ့ဘောလုံးကို dot shot တကွင်းလုံးကိုလိုက်ပြီးဖြတ်နိုင်မှာဖြစ်ပြီးတော့ ဘက်ထရီမာဂိမ်းကိုကျွန်တော်တန်ဖိုမြှင့်ရမယ်ဘက်ထရီမာဂိမ်းကိုတန်ဖိုလျှော့ရမယ်ဆိုတော့ကိုကောင်းကောင်းနားလည်မယ်ပလေယာမျိုးလို့ကျွန်တော်ပြောရမယ်တနည်းအားဖြင့်ကိုင်းလေးကအာတီတာလို့တော့ကျွန်တော်ပြောရမယ် နောက်ပြီးစူပီမန်ဒီကအလာဒက်ကဘာလဲဆိုလို့ရှိရင်တော့ဒီပလီယာက defensively ဘိုင်းရအတော်လေးကို stop ဖြစ်တယ်လို့ကျွန်တော်ပြောရမယ်။လက်ရှိ World Football မှာဒီ horizontal line တစ်ခုလုံးကို DM တယောက်အနေနဲ့ cover လုပ်ဖို့ဆိုတာကလုံးဝမလွယ်ဘူး။သူ့ရဲ့ beta မှာပုံမှန်အားဖြင့်ဒီ high trade midfielder တယောက်ဒါမှမဟုတ်လို့ရှိရင် fullback တယောက်က inverted လုပ်ပြီးကူပေးရတာကိုကျွန်တော်တွေ့ရတယ်။ Arsenal မှာဆိုလို့ရှိရင်လည်းဒီအသင်းရဲ့ DM beta မှာဆိုလို့ရှိရင် Lewis Kelly ဒါမှမဟုတ်လို့ရှိရင် Degrass ကအမြင်တယ်လို့ရှိနေပြီးတော့အသင်းရဲ့ off the ball structure ချာမှာမစ်ဖီးကိုကာလေးရှိတယ်။ဒိုင်းမစူပီမန်ဒီကဘောလုံးပြတ်သွားတဲ့အချိန်မှာသလိုရှိရင်သူ့ရဲ့ skill set နဲ့သူ့ရဲ့ defensive awareness အရာသူကလုံး DM နေရာမှာ on the ball structure အရာက off the ball structure အရာက horizontal line တစ်ခုလုံးကိုအတိုင်းအတာတစ်ခုတည်းတခြား player တွေတက်ပို့ပြီးကောက်အောင် cover လုပ်ပေးနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်ပြောရလိမ့်မယ်။ဒါအပြင်စူပီမန်ဒီကဒီအရက်အရက်၅ပင်နဲ့ကိုလက်မှပဲရှိရဆိုပေမဲ့ heading technique အကောင်းလေတနည်းအားဖြင့် error ဂျူးဝင်းနေပိုင်းမှာ ါနယ်နဲ့ပရီယာတက်လို့ကျွန်တော်ပြောရမယ်အဲ့တော့ဒူဘီဘန်လေးရှိနေရဲ့ DM နေရာမှာ area ကျူးရင်းရောက် ground ကျူးရီယာကိုအစာစီးရဖို့တော့မလွယ်ဘူးဒါကကျွန်တော်ရဲ့တူးတဲ personal point of view တွေကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပြီးတော့ ဇူဘီမန်ဒီရဲ့အကြောင်းကိုကျွန်တော် step by ဆိုင်ရာအရာ data ကိုကျွန်တော်ချိန်ထိုးကြည့်မယ်ဆိုလို့ရှိရင်ဇူဘီမန်ဒီကဘယ်လိုမျိုး player ဖြစ်တယ်ဆိုတာကိုကျွန်တော်ရှင်းလင်းမြင်ရလိမ့်မယ်ပထမအဦးဆုံးကျွန်တော်ဇူဘီမန်ဒီရဲ့ overall stat ကိုကြည့်မယ်ဆိုလို့ရှိရင် shot creation action ကတပွဲပြည့်မြာမှာ1.25ဒီရှိလိမ့်မယ် pass completion က overall အရာ83.9 percentage အောင်မြင်လာတယ် progressive pass per game ကတပွဲပြည့်မြာမှာ5.53ရှိပြီးတော့ဒါက DM position နေရာမှာကစားနေရတဲ့ တိုက်ဘက်ကဟိုက်ပရက်လောက်တာအခါအဆုံးနေရာမှာကစားတဲ့ပလေယာတယောက်တော့ကတော့နဲလို့ကျွန်တော်တို့တွားပြီးတော့ပြောလို့မရဘူး progressive carry bar gain ကတပွဲပြမြမှာ1.07နဲ့ရှိတယ်။ successful take on ကတပွဲပြမြမှာ0.55ရှိနေပြီးတော့ဒီဘိုင်းเนี่ยလက်ခံလို့ရတယ်။ဒါ့အပြင် defensive ပိုင်းကကြည့်မယ်ဆိုလို့ရှိရင်တော့အတော်လေးကို strong ဖြစ်တဲ့ player မျိုးဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ tackle bar gain ကတပွဲပြမြမှာ2.13ရှိနေပြီးတော့ intercept ပါ gain ကတပွဲပြင်းပြမှာ1.33ရှိတယ် blocking ပါ gain ကတပွဲပြင်းပြမှာ1.33ရှိနေပြီးတော့ clearance ပါ gain ကတပွဲပြင်းပြမှာ2.68ရှိရဲ့ area during ပါ gain ကတပွဲပြင်းပြမှာ1.67ရှိနေပြီးတော့ defensively ပါရ speedman ကအတော်လေးကိုစိတ်ချရတဲ့ player လို့ကျွန်တော်ပြောရလိမ့်မယ်ဒါပြင်ကျွန်တော်ဒီ ပုံမှန်သွားပြီးကြည့်မယ်ဆိုလို့ရှိရင် DM ပြောက်ကက်ဆက်နေဖြစ်တဲ့ attacking positioning defending ဒီမှာဆိုလို့ရှိရင် Superman တွေကကျွန်တော်အစိုးရမှပြောခဲ့တဲ့အတိုင်းပဲဒီ player က defensively ဘိုင်းမှာအတော်လေးကို strong ဖြစ်တဲ့ player တယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဒါပေမဲ့ Superman တွေရဲ့ dark side ကဘာလဲဆိုလို့ရှိရင်တော့ attacking ဘိုင်းမှာတော့အားနေတယ်ဒီဘိုင်းကိုလက်ရှိ Arsenal အသင်းမှာ Degrais တို့ Ogier တို့ကအဓိကတာဝန်ယူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိုင်းတွေမှာ Superman တွေအားနေတာကကျွန်တော်တို့ team structure ရကြည့်မယ်ဆိုလို့ရှိရင်တော့အားရချက်တစ်ခုလို့ကျွန်တော်ပြောလို့မရဘူးနောက်ပြီး ျွန်တော်တို့ zoom in ရဲ့ pass strike ကိုကြည့်မှန်းဆိုလို့ရှိရင်ဒီ player က short pass completion ကြီးပဲ87.9%အောင်မြင်လာတယ်။ medium pass completion ဆိုလို့ရှိရင်လည်း88%အောင်မြင်လာပြီးတော့ long burst completion တို့လို့ရှိရင်လည်း55.3 percentage အောင်မြင်ထားရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ကျွန်တော်တို့ဒါကိုကြည့်မယ်တို့ရှိရင်တော့ Zubi Mandi က deep lying playmaker တယောက်အညီ first type အစုံကိုပေးနိုင်တဲ့ player တယောက်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခု defensive defensive မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာမြင်ရတဲ့အတိုင်းပဲ tackle ဆိုလို့ရှိရင် defense attack attacking attack ဒီဘက်မှာဆိုလို့ရှိရင်လည်း စပီမန်ဒီကလိုက်ပြီးတော့တက်ကယ်လုံးနိုင်ဆိုတာရှိရပလေယာတယောက်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ပြီးလို့ရှိရင် dribbler တက်ကယ်ဆိုလို့ရှိရင်လည်းသဘောပြမြမှာ0.8 cc ရှိတယ်ဒါအပြင်ကျွန်တော် block တို့ shot block တို့ pass block တို့ဒီပိုင်းဒီမှာဆိုလို့ရှိရင်စပီမန်ဒီကအတော်လေးကိုအားကောင်းတဲ့ပလေယာတယောက်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် ောက်တစ်ခုကတော့ဒီ Superman D ကို DRD European Top 5 League က Champion အသင်းက DM နေနဲ့ UCL Final ကိုတက်ထားတဲ့အသင်းက DM နေနဲ့ Step by ဆိုင်ရာကိုရှင်ထားတဲ့ Graph ကိုကျွန်တော်ပြောရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Frankie Dijon ပါမယ် Superman D ပါမယ် Green Bush ပါမယ် Finn Harper ပါမယ် Kimmich ပါမယ် ကဲဟာလိုကလူပါမယ်ဒီပလီယိုင်နဲ့ရှင်ကြီးရဲ့ခါမှာဆိုလို့ရှင်လဲဆူပီမန်ဒီကစတက်ပိုင်းဆိုင်ရာအရကောင်းကောင်းရှင်လို့ရတဲ့ပလီယာမျိုးဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကပါလဲဆိုလို့ရှင်တော့လက်ရှိအာဆင်နယ်တင်းရဲ့ကွင်းတဲ့လူဖြစ်တဲ့ပါတီနဲ့ဆူပီမန်ဒီဒီပလီယာနှစ်ယောက်ကအာဆင်နယ်မှာ similar profile နဲ့လို့ကျွန်တော်တို့ပြောလို့ရတယ်လို့ကစားမဲ့ position ကလည်းတခုတည်းလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့ဒီမှာကျွန်တော်တို့သွားပြီးကြည့်မယ်ဆိုလို့ရှင်တော့ပါတီကဒီ four pass ဒီမှာဆိုလို့ရှင်တော့ပို့ပြီးတော့အားတာတယ်ဒါပေမဲ့ defensively edge နဲ့မှာဆိုလို့ရှင်တော့ စပီမန်ဒီကပို့ပြီးတော့အားကောင်းတယ်။ဒါ့အပြင် key pass progressive pass ဒီဘိုင်းကမှာသလိုရှိရင်လည်းပါတေးတဲ့စပီမန်ဒီကပို့ပြီးတော့ strong ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကပါလဲသလိုရှိရင်တော့ deep player ရဲ့ pass completion နဲ့ key pass နဲ့ ဒီမှာသလို့ရှိရင်တော့ Supermandy က key buster pass completion ကိုပို့ပြီးတော့အားသာတဲ့ player မျိုးလို့ကျွန်တော်ပြောရလိမ့်မယ်။အတိတ်ပဲပါလဲဆိုလို့ရှိရင်တော့ Supermandy ကသူ့အနေနဲ့ဒီ deep area ကနေစင်းဒီ key pass တွေထွက်ထားတဲ့ကိုယ်တင်ရဲ့ boss circulation လေပတ်ပုံပို့ပြီးအစီအပြေဖို့အတွက် pass completion ဘိုင်းကိုပို့ပြီးတော့ဦးစားပေးတဲ့တနည်းအားဖြင့် save pass တွေကိုပို့ပြီးပေးတဲ့ player မျိုးလို့ကျွန်တော်ပြောရမယ်။နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ progressive pass နဲ့ progressive carry ညီမသလို့ရှိရင်တော့စပီမန်တွေကအချုံးညီကစားပြနိုင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒီပလီယာကဒီကျွန်တော်တို့နံပါတ်6လို့ဖြစ်တဲ့လုံးတီယံကစားတဲ့ပလီယာတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ညာသောအဖြစ် progressive pass တွေကိုပဲပေးရတယ်ဆိုပေမဲ့အချို့အချိန်ဒီမှာသလို့ရှိရင်ပြိုင်ပက်ခဲ့ဒီ pressure ပေးရဲ့ပိုင်းဒီမှာသလို့ရှိရင်သူ့အနေနဲ့ tight area တွေမှာ pressure strength ဖြစ်ဖြစ်နဲ့ ball carrying လုပ်နိုင်ဖို့လိုတယ်။ဒီပိုင်းဒီမှာသလို့ရှိရင်လည်းစပီမန်တွေက progressive carry ကိုအကောင်းဆုံးနိုင်တဲ့ player တစ်ယောက်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။နောက်ဆုံးတစ်ခုကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က roaming map လို့ပြောရလိမ့်မယ်။ roaming map မှာဆိုလို့ရှိရင်တော့ superman ဒီအနေနဲ့ပြိုင်ပွဲသင်းငယ် fine tag zone တွေမှာတွားပြီးတော့ roaming လောက်တာကအတော်လေးကိုနည်းရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါပေမဲ့ကို့သင်းငယ် fast speed နဲ့ mid tag zone ဒီဘိုင်းဒီမှာဆိုလို့ရှိရင်တော့ superman တွေကတောက်လျှောက်ကို roaming လောက်ပြီးကစားပေးနေရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ superman တွေရဲ့ဒီသူ့ရဲ့ every position ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိအသင်းဖြစ်တဲ့ real ဆိုတဲ့မှာဆိုလို့ရှိရင် superman န်နီကဒီကိုအတင်းငွန်အွန်တပ်ပေါ်စထရက်ချာမှာဆိုလို့ရှိရင်စန်ထရယ်အကြောက်ဆုံးပိုဆင်မှာယူပြီးတော့ကစားလေးရှိရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဇူဘီမန်ဒီကရီယယ်ဆိုစီဒက်အတင်းငွန်ကစားကွက်တိစောက်တဲ့ပမာဆိုလို့ရှိရင်ပထမအဦးဆုံးမြဖြားခံရပလေယာတယောက်လို့ကျွန်တော်တို့ပြောလို့ရသလိုရီယယ်ဆိုစီဒက်အတင်းငွန်အွန်တပ်ပေါ်စထရက်ချာတစ်ခုလုံးရဲ့ဖောင်ဒေးရှင်းဆိုတော့လည်းကျွန်တော်တို့မြင်ရလိမ့်မယ်။အဲ့လိုပဲဇူဘီမန်ဒီသူ replacement ဝင်ရမယ်ပါတီကစားနေတဲ့အာဆင်နယ်အတင်းငွန်ကြည့်မယ်ဆိုလို့ရှိရင်ပါတီကအာဆင်နယ်အတင်းငွန်ကစားကွက်တစ်ခုလုံးတိစောက် ောက်တဲ့ပိုင်းမှာဆိုလို့ရှိရင် foundation အကြဆုံးပိုဇရှင်မှာနေရာယူပြီးကစားနေရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ် Arsenal ရဲ့ passing network မှာ central အကြဆုံးဇုံမှာနေရာယူပြီးတော့ party က Arsenal တည်းရဲ့ကစားခွင့်ကိုတိဆောက်ပေးမယ်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင် real society မှာလောက်ခဲ့တဲ့ judy fashion နဲ့အားလုံးကို အာဆင်နယ်မှာလုံးဝဖြစ်တဲ့အတွက်ကြောင့်မလို့စီမန်တီအနေနဲ့အာဆင်နယ်မှာအသားချဖို့မခက်ဘူးတခုပဲပရီးမီးယားလိဂ်ရဲ့ဂရင်းတန်ကိုလိုက်နိုင်ဖို့အတွက်တော့အချိန်တစ်ခုထိတော့ကျွန်တော်တို့ယူရလိမ့်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ overhaul ကကြည့်မယ်ဆိုလို့ရှိရင်တော့စီမန်တီကအာဆင်နယ်အတွက်တကယ်ကိုလိုအပ်တဲ့အားပြည့်မှုလို့လည်းကျွန်တော်တို့ပြောလို့ရတယ်လို့အစိုးရမှပြောခဲ့တယ်လို့ပဲ forcer signing တခုလို့ကျွန်တော်တို့ပြောလို့ရတယ်အာဆင်နယ်အနေနဲ့လာမယ့်ရာသီမှာဒီ main title ဖြစ်တဲ့ premier league တို့ champion league တို့ဒါမျိုး title တွေကိုလိုချင်တယ်လို့ရှိရင်ပွဲတွေအများ ိုင်းကစားလိမ့်မယ်ဒီထားပြုံးမှာအာဆင်နယ်နဲ့ပွဲတိုင်းကို NSD ပြည့်နေကစားနိုင်ဖို့ကမလွယ်ဘူးဒီလိုနေထားပြုံးမှာ ကိုယ်အတင်းတွေလိုအပ်တဲ့ DSD tactical phone တွေကိုလုတ်ပေးနိုင်တဲ့ကိုယ်အတင်းရဲ့ကစားကွက်တစ်ခုလုံးကို account control လုတ်ပြီးတော့ဘယ်ချိန်မှာဘာလုပ်ရမလဲဆိုတာကိုကိုင်းထဲမှာအဓိက decision maker လုတ်ပေးနိုင်တဲ့ Zeman တို့ player မျိုးက Arsenal အနေနဲ့ခုနပြောခဲ့တဲ့ title တွေကို login ရသလိုရှင်အားဖြစ်ဖို့လိုကိုလိုအပ်တဲ့ player profile မျိုးတို့ကျွန်တော်ပြောလို့ရသလိုအတင်းတိုင်းမှာလည်းလိုအပ်တဲ့ player profile မျိုးတို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီ video ကြည့်နေတဲ့ Arsenal သင်းပြည်သက်တွေအနေကရော Zeman ဒီ Arsenal ကိုရောက်ဆောင်တဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်ဘယ်လို မျိုးရှိလက်ဒါတွေကိုလက်ခွန်မှာချက်ဝင်ရောက်သိနှုတ်ခဲ့ကြပါအဆုံးကြည့်ပြီးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်